မင်္ဂလာပါရှင်ကျွန်စိုး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ Orator စာမူလေးကိုဖတ်သွားမှာဖြစ်ပါတယ်ရှင်နားဆင်ကြည့်ကြပါရှင်ကမာကေးကြည်ရော်လေးသည်ညနေအတူတိတ်ဆိတ်နေပါသည်ခေတ်ကာလမှာဗြိတိရှ်အစိုးရအုပ်ချုပ်သောခေတ်ဖြစ်ပြီးကြေးတောရွာငယ်ကလေးများ၌လည်းခရက်စစ်မီးဆိုသည်ကိုမမြင်ဘူးသည့်ကာလဖြစ်သည်ကိုယ်တင်အောင်ဤအိမ်တွင်တော့အောင်းနှင်းဓမီများဖမ်းမိအိမ်များကိုသုံးလေးလုံးထွန်းထားပါသည ိုတင်အောင်ဤမိမဤခိုင်မိဖွားချိန်နီးနေပြီဖြစ်သည်တူဖြစ်၍ကိုတင်အောင်သည်လည်းနေမထိထိုင်မသာဆိုသူတို့အိတ်ခမ်းထဲစီမှဘာများလိုအပ်လိမ့်လဲဟု ထိုင်လိုက်ထားလိုက်လုံနေပါသည်ဤခိုင်ဤမိခင်လည်းရောက်နေပြီလက်သေးဒေါကွန်းလည်းရှိနေသည်ဖြစ်ရာအနှဲငယ်တော်စိတ်အေးရပါသည်အခန်းထဲစီမှာထိတ်တလန့်អော်လိုက်တဲ့များကြားလိုက်ရ၍အခန်းအပြင်ဘက်မှာကိုတင်အောင်သည်လည်းစိတ်ပူလွန်သွားပြီးဘာဖြစ်လို့လဲတော့ကွာ ဒေါကွန်းသည်လိုက်ကာစားကိုဖဲကမျက်စိမျက်နှာပြက်စွာနှင့်ထွက်လာပါသည်ပြီးတော့ကိုတင်အောင်နာကတ်ခါတစုံတရာကိုတီးတိုးပြောလိုက်ပါသည်ဟင်ကိုတင်အောင်သည်လည်းဒေါကွန်းစကားကြောင့်အခန်းထဲအမြန်ဝင်သွားလိုက်ပါသည် အခန်းထဲ၌ဣခိုင်မှမှိန်နေပြီးဣခိုင်၏မိခင် ကိုတင်အောင်၏ယောက်မကြီးမှအခန်းထောက်နာကတ်ခါကြောက်ရွံ့နေရပါသည်ဣခိုင်၏အနားတွင်တော့ပျော့ဖက်ကွဲအပ်နေသည့်ဥက္ကွန်လိုလိုအရာတစ်ခု ပြီးတော့ထိုးရထဲမှာထိုးထွက်နေသောမွေးပေါက်လေးတစ်ကောင်ရှိနေပါသည်။ဟာဒေါကန်ဒါဒါပါကြည့်လေ။ငါလည်းမသိဘူးလေအဲ့ဒါမင်းမိမရဲ့ဗိုက်ထဲကထွက်လာတာပဲ။ဟာဗျာဒုက္ခပါပဲ။ဤခိုင်မှာမွေးလေးတစ်ကောင်ဖွားမြင်ကြောင်းသတင်းကရွာနီးချုပ်ဆက်သို့ပြန့်နှံ့သွားပါသည်။အိမ်ပေါ်အိမ်အောက်ကြီးစုသူများပြားလှပြီးခိုးရွာဒီရွာမှလည်းလှဲများဖြစ်ပင်လာကြည့်ကြသည်။ မိနေတဲ့ကိုအနှောက်ရှက်မဖြစ်စေရန် မွေပေါက်လေးကိုအိုးတစ်ခုတွင်ထည့်ကာခြံထဲ၌ယာယီအမိုးအကာတဲလေးချက်ချင်းဆောက်၍ပြသရသည်ထို့နောက်ပိုင်းတွင်တော့မွေလေးသည်အိုးအပြင်ကိုထုတ်ထားလျင်လည်းဘဲမှမသွားပဲဣခန်နှင့်ဤသည့်နေရာတွင်သာခွေနေတတ်ပါသည်မွေလေးမှာစပယ်ကြီးမွေမျိုးဖြစ်နေပြီးအထီးလေးဖြစ်က တဖြည်းဖြည်းကြီးပြင်းလာပါသည်ကိုတေအောင်တို့မှာမွေလေးကို မောင်အောဟုအမိပေးထားလေဟာမောင်အောဟုခေါ်လျင်နားလေတဲ့အောင်ကြည်နေတတ်ပါသည်အချိန်ကာလများလွန်မြောက်၍မောင်အောလေးသည်အရွယ်ရောက်လာပါသည်ကိုတင်အောင်နှင့်ဤခိုင်တို့၌လည်းသားနှစ်ယောက်နှင့်သမီးလေးတစ်ယောက်ထပ်မံမွေးဖွားခဲ့ရာမောင်အောမှာသားအကြီးဆုံးဖြစ်သွားပါလေသည်သားကြီးရေနွားနုတောက်ရအောင်မောင်အောမှာလူ၌တန်တေဝင်စားထားသူဖြစ်၍လူစကားနားလေသည်ထင်သည် မောင်တို့ကွက်ချထားရသူဖြည်းဖြည်းချင်းရွေးကနှိုးတော့လေသည်မျိုးရိုးဗီဇအရမောင်ဩမှာကိုခန္ဓာကလည်းလုံးပတ်ကြီးလာပြီးအရှိမလဲတာမန်စပကြီးမွေထက်ပင် ရှေလျားလာကပတ်ခွေပြီးနေလင်းအခွေကြီးမှာအပုံလိုက်ဖြည်းဖြည်းအတော်မြင့်လေသည်သို့သောကြံမောင်တို့မများမှမွေးကလေးကတိမ်တဲ့အတူနေလာကြ၍မောင်ဩကိုမကြောက်မလန့်ကြပဲမောင်ဩနှင့်အတူတူဆော့ကစားလေးရှိကြသည်မိမိလက်စီမဲ့မိမိကိုအလှပ်ပေးပါဦး နေဦးနင်အငယ်ဆုံးဆိုတော့နောက်ဆုံးမှစီအေးမိမိစီမဲမောင်ဦးကိုခန္ဓာအခွေကြီးပေါ်၌တက်စီ၍ဆော့ကြလေရာထူးကောင်နှင့်ခင်အောင်တို့မှညမငယ်ထွေးခိုင်ကိုမဖက်ပေးကျင်ကြပါသူတို့နှစ်ယောက်သာတက်လက်စီစီးကြလေသည် ထွေးခိုင်လေးသည်လည်းသူ့လက်မရ၍ငိုလေသည်ထိုအခါမောင်ဦးမှလှုပ်ရှားလာပြီးသူဤကိုကို လူးလွန်းလိုက်လေတော့ထူးကောင်မှအောက်သို့ပြုတ်ကျသွားလေသည်ဟာငအောရဘလို့ဖြစ် ထူအောင်မှာစိတ်တူပြီးငောဟုခေါ်လိုက်ရာမောဟောသည်လည်းစိတ်တူသွားပုံရပါသည်သူ၏အမိကိုဆန့်ထုတ်၍ထူအောင်ကိုလှမ်းရိုက်လေသည်အမလေးပြအဖေးအမေးအမေးတို့တာကြီးဆိုးလာပြီပြထူအောင်လည်းအော်ဟစ်ကခုံပေါက်၍မိဘများအလုံးလုံးနေရာလဲထဲသို့ပြေးလေတော်သည်ခင်အောင်လည်းထူအောင်၏အနောက်သို့ပြေးလိုက်သွားလေသည်ကိုကြီးရောမိမိစီမံနော်ထွေးခံလေးဤတောင်းမဟန်ပြောတဲ့ကြောင့်မောင်ဩသည်လည်းသူဤကိုယ်ကိုအထက်ကြီးဖြစ်အောင်ပြန်ခွေလိုက်ပါသည် ထွေးခံလေးမှာငါးနှစ်သမီးသာဖြစ်၍မောင်ဦး၏အခွေအမြင်ကြီးပေါ်သို့ရောက်ရန်မောင်ဦးကိုပင်တထက်ချင်းနင်းတက်ရပါသည်အပေါ်ဆုံးသို့ရောက်မှဘောတရားကွင်းထဲမှကဲသို့အိတ်ချပြီးကိုကိုလှုပ်ပြီးစီးရလေသည်ထွေးခံလေးသည်ပျော်ရှင်လာ၍သူ၏ကိုကိုပုံမိုလှုပ်ခတ်ကာရရကြပြများသချင်းပိုက်ဆောင်များကိုအော်ဆိုးနေပါတော့သည်မင်းတို့ကဘာသွားလုပ်လဲမှမသိတာငါသားကြီးကတဏီကုံလှုပ်ရှားတာမဟုတ်ဘူးသူ့အစာကိုတော့ညဘက်တွေမှထွက်ရှာတာ ဒါလည်းပိုင်ရှင်ရှိတဲ့သတော်လေးတွေကိုဆိုရှောင်ပါတယ်။တာကြီးမောင်ဩကြောင့်တော့တစ်ခါမှအတိုင်တော့မခံခဲ့ရပါဘူး။မောင်ဩသည်ကိုတင်အောင်ပြောတဲ့ကဲဆိုပင် သူ့ကြောင့်မိသူမြမထိခိုက်ရအောင်နေရှာပါသည်။တင်အောင်တို့ကမောင်ဩအတွက်နွားနို့ကိုသာတနေ့တစ်ပိတ်သာတိုက်ရသည်။ထို့ကြောင့်လည်းမောင်ဩမွေးပြီးမကြခင်တွင်တင်အောင်ကနွားမတစ်ကောင်ထပ်ဝယ်ခဲ့ရသည်။မူလကနွားသည်နွားမတစ်စုံရှိပြီးသားဖြစ်သည်။ ညနေပိုင်းတွင်မောင်ဝသည်အိမ်ပေါ်မှဆင်းသွားပြီးအစာရှာထွက်ရန်တောဆက်သို့ဝင်သွားတတ်ပါသည်ထိုအခါမျိုးတွင်တပတ်ခန့်ကြာမှ ပြန်ရောက်လာတတ်သည်တယောင်နှင့်ဤခိုင်တို့လည်းအိမ်၌ထွေးခိုင်သည့်တယောက်တည်းကြံနေခဲ့သည်ဖြစ်၍အိမ်သို့အမြန်ပြန်လိုက်ကြသည်သမီးလေး၏အထွေးလေးသို့သောအထွေးလေးမှာခိုးခိုးခက်များရဲကောင်မောင်ဩနှင့်ဆော့ကစားနေသည်ကြည့်ရတာမင်းတို့နှစ်ယောက်သားကြီးမောင်ဩကိုစိတ်တူအောင်တစ်ခုခုလှုပ်လိုက်လို့ဖြစ်မှာပေါ့ ဘာမှမလုပ်ပါဘူးဖေဖေအထွေးလေးအောင်ကိုလိုက်ပြီးတော့မှသားကိုသူ့အမီးနဲ့ရိုက်တော့တာပဲဒါဆိုသိပြီမင်းတို့ကအထွေးလေးကိုမဖယ်ပေးလို့သားကြီးစိတ်တူသွားတာပေါ့အထွေးလေးကသူ့ရဲ့ညီမထွေးလေးလေကွာသူ့အောင်နဲ့ခင်အောင်တို့လည်းခေါင်းကုတ်ခါညင်တက်ကြပါသည်အပိုင်းနှစ်ကိုဆက်လက်ဖတ်မှာဖြစ်ပါတယ်ရှင်။အဖေကြီးကိုကြီးကိုဖာလို့နေလဲလာကြည့်ပါဦး။ခင်အောင်ဤအော်တဲ့ကြောင့်အားလုံးပြေးထွက်လာကြသည်။ ခင်အောင်ကနောက်ဘက်ချောင်းငယ်စီသို့ပြေးထွက်သွား၍လိုက်ကြရသည်ဟဲငါးရီမြောင်ကြီးပဲကွာထူးအောင်နဲ့ခင်အောင်အိမ်ပြန်ပြီးချင်းကြကြီးနဲ့အဖုံးပါယူလာခဲ့ဤခိုင်ကပြောလိုက်ရဲ့ထူးအောင်နဲ့ခင်အောင်တို့အိမ်သို့ပြန်ပြေးပြီးချင်းကြကြီးနဲ့အဖုံးပါယူလာခဲ့ကြသည် မောင်ဩသည်ချောင်းငယ်ဤဟိုဘက်ဒီဘက်တစ်ပင်ငယ်နှစ်ပင်တွင်သူဤကိုကိုပတ်လည်၍ပခတ်သဖွယ်လွှဲကချောင်းထဲရှိရေများကိုပတ်ထုတ်နေ၍ရေအောင်မှငါးများချောင်းနှဘဲတွင်လာတင်ကြလေသည် မောင်ဩဤကိုခန္ဓာမှာကြီးမားတုတ်ခိုင်ပြီးဒွန်စွာလဲရှည်လျား၍ရင်းနှထဲအထိအချိန်ပြင်းစွာရိုက်ခတ်နိုင်၍ငါးမျိုးစွာရလေသည်ကိုတျောင်တို့ဒီလဲငါးမျိုးကိုကောက်ယူ၍ချင်းကြီးတဲထဲကြသည်အဖေအဖေကိုကြီးဩကဘာလို့ဒီလိုလုပ်တာလဲဟင်ဒါကသူတို့တဘာဝပဲတာရင်တားကောင်ရှာတာပေါ့အခုမောင်ဩကသူစားဖို့အတွက်တောင်မကအဖေတို့အတွက်လဲရှာပေးတယ်တင်နေငါးရီရမ်းများတယ် ဟုတ်တယ်တော့ဒီမှာကြည့်ငပတ်ကြီးတွေတောင်ပါတယ်။စားဖို့နဲ့သားကြီးမောင်ဝအတွက်ဖယ်ထားပြီးကျန်တာရောင်းလိုက်တော့မယ်။ဟိုဘက်ရွာတွေအထိနေမပူခင်သွားရောက်လိုက်မယ်။ဤခိုင်သည်လည်းခတ်သက်သက်လုပ်နေသည်။မောင်ဝမှလည်းငားများစွာရရည်ကျင်းနေသွားသည်ထင်ပါသည်။သိပင်ထမ်းမှဆင်းလာပါသည်။ကိုတယောင်ကတိုးနေသွားလို့မွေးတွေအခုလိုငားပတ်နေတာမြင်ရင်သူတို့ပတ်ထားတဲ့ငားတွေကိုအရန်ကာရောသွားမကောင်းနဲ့နော်။သားတို့သမီးတို့။ဘာလို့လဲအဖေက။ သူတို့ရှာလာတဲ့အစာတွေသူတို့ရဲ့အစာကိုလူရင်သူတို့ရဲ့ရန်သူပဲပေါ့နောက်ကလိုက်လာပြီးရန်ပြူတက်တယ်အခုကိုကြီးဩကသဘောကောင်းတယ်နော်အဖေတားကြီးကသူ့မိသားစုဆိုတာသိလို့ပေါ့မိသားစုအတွက်သူတက်နိုင်တာရှာပေးတာလည်းဖြစ်နိုင်တာပဲနီထိုနေ့ကငါးရောင်းရောင်းငွေလည်းအတော်လေးရလိုက်ပါသည် မောင်ဩဒီကလေးများပေါ်လဲအတော်ကလေးစိတ်ရှည်သည်ရွာထဲရှိကလေးများကမောင်ဩနဲ့ဆော်ကစားရှင်နေကြသည်ကိုကြီးဩရေကစားကြမယ်လေကိုကြီးဩလာလာ ထူးအောင်နဲ့ခင်အောင်တို့ကကိုတင်အောင်နဲ့တီးနံဆိုင်ခင်းနဲ့လိုက်နေခြင်းဖြစ်၍အိမ်မှာထွေးခိုင်သေးသောအိုးဘုတ်ကလေးများနဲ့ဆော်ကစားရင်းရှိနေသည်ဤခိုင်ကလည်းကိုတင်အောင်တို့သားဖွားအတွက်ထမင်းတောင်းတော့ပို့လေသည်နေ့လယ်၁၇နာရီခန့်ဖြစ်ရွာလယ်လမ်း၌လည်းနေပူချိန်ကြာရောက်နေပါသည်တာဦးတို့ကလေးတစ်တိုက်မှာမောင်အိုးကိုအော်ခေါ်ရင်းခြံဝိုင်းထဲသို့ဝင်လာကြသည်တအူးနဲ့အောင်ထုံးမှာ73လေးနှစ်အရွယ်လူပြိုပေါင်များဖြစ်နေကြပါပြီ။ကြံကလေးများကတော့အရွယ်စုံကြသည် ဒါလေးကွာမအောင်ခါလဲတောင်းနဲ့အောင်ထုံးတို့နှစ်ယောက်ဒီထူးအောင်လို့ညီကိုနဲ့လည်းတိတ်မတဲကြပါ ထွေးခိုင်လေးမှာတယောက်တည်းကစားနေရမှာကိုကြီးအောင်ကအဲ့နေတာကိုမနှောက်ရှက်ပါနဲ့ဟဲ့ကောင်မလေးနင်ကိုကလူမဟုတ်ဘူးလေတရိတ်ဆန်ဟာတရိတ်ဆန်ပဲပေါ့တောင်းတို့မှာငယ်စဉ်ကလေးကမအောင်နဲ့အတူဆော်ကစားနေကြဖြစ်တော့လေယခုနောက်ပိုင်းထူးအောင်လို့ညီကိုနဲ့မတဲကြ၍လာမကစားတာကြပြီဖြစ်သည်တာဦးကမောင်အောင်ဤကိုလုံးကြီးကို တွန်းထိုးလိုက်သည် ကြံကလေးများကဝိုင်းကူတွန်းကြသည်မောင်ဩကအမိကိုဆန့်ထုတ်လိုက်သောအခါအောင်ထိုးနှင့်ကလေးများကမောင်ဩ၏အမိကိုမိမိရရဆုပ်ကန်ကြပြီးဆွဲထုတ်ကြသည်ထို့နောက်မောင်ဩ၏အမိကိုဝိုင်းဆွဲကြ၏အိမ်ပေါ်မှဆွဲချသွားကြလေသည်အကိုတော်ဦးတို့ကိုကြီးဩကိုဘယ်ကိုခေါ်သွားမလို့လဲအဲ့လိုမလုပ်ကြပါနဲ့ထွေးကန်လေးကတောင်းတော်လဲနားမထောင်ကြပါအေးယန္တမပူလာဘေးလေးဆဘေးလေးဆဘေးလေးဆ တောင်းဦးတို့မှာတန်ကြတိုင်းတကယ်သို့អော်လိုက်ကြပြီးမောင်អော်ကိုအိမ်ခြံဝင်းထဲမှခြံဝင်းအပြင်ဘက်စီသို့ဆွဲယူသွားကြလေသည်ရွာလဲလမ်းမဤမြင်းကြီးလမ်းမှာနေပူချိန်နှင့်ပို့ပို့နေရနေသည်အောင်ရှိကခြေပွားချပြီးရှောက်ဖို့ရံပေမတတ်နိုင်ကြပါတောင်းဦးတို့ကလေးများမှာတော့တာယာပိုင်းဖနက်ကြမ်းများခုံဖနက်များစီးထားကြလေသည်ထွေးခိုင်လေးသည်သူဤဖနက်ကိုအမြန်ကောက်စီးကအိမ်ရှိကုပ်ပြပေါ်မှဝါခမောက်တလုံးကိုပါကောက်ဆောင်းလိုက်ပြီး မိပမိဘနှင့် အကိုများရှိရာဆိုက်ခင်းစီသို့အမြန်ပြေးလေသည်မောင်အောင်မှာမြေဒီလိုင်း၏အပူချိန်နှင့်သူ၏ဝမ်းပိုက်စားပျော့ပျော့တို့ထိတွေ့လိုက်ရာတိုင်းဖြတ်ဖြတ်လူပူလေသည်တာဟုတို့ကသူ၏အမိကို မလွတ်တန်းဆွဲထားကြပြီးဒရွတ်တိုက်ဆွဲသွားကြ၍မောင်အောင်မှာရုံးဖယ်၍လည်းမရလေပဲတကူလုံးမှာဆက်ဆက်တုံနေသည်အမေအဖေကိုလေးကိုတွေ့လို့ကိုကြီးရောခဲ့ကြပါဦးထွေးခန့်လေးသည်ဆိုက်ခင်းနှင့်တခေါလောက်အကွာကလေးကအော်ဟစ်လာသည် သူဤအကိုအောအတွက်စိုးရိမ်စိတ်တို့ကရင်ပွင့်မတတ်ပင်ဖြစ်နေသည်ဟင်သမီးလေးပါလားဘာလို့အော်နေရလဲအဖေအဖေကိုကြီးရောတောင်းလို့အိမ်ဘောကဆွဲချသွားပြီအခုရွာလယ်လမ်းမှာဒီရိုတိုက်ဆွဲကစားနေကြတယ်ဘာအုံနောက်နေတဲ့ကောင်လေးအမြင်သောကြောင့်မယ်ဖေးထူအောင်ကပြောပြီးပြစ်ထွက်သွားသည်ကိုတရောင်နဲ့ခင်အောင်တို့လည်းနောက်မှပြေးလိုက်ကြသည်ဤခိုင်နဲ့ထွေးခိုင်တို့လည်းနောက်ဆုံးမှပြေးလိုက်ကြသည်ဟဲ့ကောင်လေးရလိုက်စမ်း ထူအောင်ဤအဟိတံကိုကြားလိုက်ကြရ၍တာဝုရမှာမောင်အောဤအမိကိုလွှတ်ချလိုက်သည်ခင်အောင်ကမောင်အောဤကိုလုံးကိုရသလောက်ပွေယူလိုက်သည် မောင်အောမှာအတော်ပင်အထိနာသွားပြီးဝမ်းပိုက်မှတေးများမှဆုတ်ပြဲ့၍လန်ထွက်နေပြီးသွေးများပင်စိတ်နေသည်ထူအောင်ကတာဝုကိုပြစ်လုံးလိုက်ပါသည်အောင်ထွန်းကတာဝုဤဘက်မှထူအောင်ကိုဝင်လုံးသောအခါထူအောင်မှာနှစ်ယောက်တစ်ယောက်ဖြစ်သွားပြီးအင်အားချင်းမမျှသလိုဖြစ်သွားတော်လဲကိုတင်အောင်မှာမောင်အောကိုဝင်ပွေထားရမှာ မင်းတို့ကောင်တွေအားလုံးသူကြီးထိတ်တုံးနဲ့ပေးတွေ့စေရမယ်ပြောလိုက်မှာတာဦးတို့အားလုံးမှာထွက်ပြေးကြတော့သည်ဤခိုင်ကဘုသူသားသမီးများဆိုသည်ကိုတေချာမှတ်မိအောင်ကြည်ထားလိုက်ပါသည် ထို့နောက်ကိုတင်အောင်တို့သည်မောင်အိုးကိုဝိုင်းရိပွေ့ချီယူကြကအိမ်တို့ပြန်ခေါ်လာကြပါသည်ဘာသူကြီးအိမ်ရှိခြံထဲ၌ဝါးစပွဲတစ်ခုရှိပြီးစပွဲဘေး၌ဝါးဖြစ်လုထားသောပလက်ကလထိုင်တစ်လုံးနှင့်သစ်သားကလထိုင်များရှိနေပါသည် ထိုနေရာသည်တကြီးတရားစီရင်ရေးနေရာဖြစ်ကယခုလည်းတကြီးမှာတရားစီရင်ရန်နှစ်ဖက်အုပ်စုကြီးပြောစကားများကိုနားထောင်နေသည်တကြီးကသူ၏တပည့်ဖြစ်သူမောင်အုပ်ကိုမောင်အုပ်ရေတေချာရေးမှတ်ကွက်တရားစီရင်တယ်ဆိုတာတိကျရတယ်တိကျဖို့အတွက်လည်းမှန်ကန်တဲ့ထွက်ဆိုချက်တွေရဖို့လိုတယ်ဟုတ်ကဲ့တကြီးမောင်အုပ်မှာတကြီးစကားကိုခေါင်းငိမ့်လိုက်ပြီးသူ၏အလုပ်ကိုစတယ်သည်မောင်အုပ်၏ရှေ့တွင်စာအုပ်တုံးနှင့်ဘောမင်တစ်ချောင်းရှိသည်နံပါတ်ပြော ဘာဝမအောင်မင်းလူဘမွားနဲ့တရွာရဲသားအချင်းချင်းကိုကိုတရောင်မှာဒေါသဖြစ်မောင်အုပ်ကိုပြောလေရအလုတ်ကလုတ်ပဲလေနာမည်မေးနာမည်ပဲပြောပါအပေါ်တွေမပြောနဲ့တကြီးတကြီးလူကို တော်ရုံပဲလုတ်ခိုင်းတော့ကြောက်သူတတ်မိတော့မယ်ကဲကဲမောင်အုပ်လူရင်းကိုမေးကွာဟုတ်တကြီးမောင်အုပ်ဤမေကွန်းမြောက်ကိုတယောက်စီဖြစ်ကြရသည်တာဦးနှင့်အောင်ထုံးတို့မှာခေါင်းဆောင်များဖြစ်ကြပြီးအတိတရားရှိရမည့်အရွယ်များရောက်နေပြီဖြစ်၏တကြီးမှပြစ်ဒဏ်အဖြစ်ထိတ်တုံးတည့်ရခတ်မိဖြစ်ပြီး ယောက်ျားအဖြစ်ငွေတမတ်သတ်မှတ်လိုက်သည်ထိုစဉ်ခါကငွေတမတ်မှာတမိုးမနှဲလှပါထို့ကြောင့်တာဦးနှင့်အောင်ထွန်းတို့ဤမိဘများမှာမခံမြတ်နိုင်ဖြစ်ကြပြီသူတို့သားလူမမဟုတ်တော့တကြီးတရိษံနေတရိษံတကောင်အတွက်ကျမတို့ရဲ့သားတွေဟာထိတ်တွန်းခတ်ခံရမှာလားငွေတမတ်လည်းမယောပေးနိုင်ဘူးဟုတ်တယ်ကျွန်တော်တို့သားတွေကိုပြန်ခေါ်ရမယ်လူရဲ့ဥပဒေကိုလူအတွက်ပဲသုံးပါတကြီးတာဦးနှင့်အောင်ထွန်းကိုသူတို့ဤမိဘများကပြန်ခေါ်သွားကြသည် တကြီးဒီလည်းသူဤဩဇာမှာမွေတကောင်ကြောင့်ကြာဆင်းရလေသည်အပိုင်းသုံးကိုဆက်လက်ဖတ်ပါမယ်ရှင်အမေအမေသားအရန်နာခြင်းရတယ်မေအရေပြားတွေစုပ်ကုန်လို့ရေကုန်အသေးလေးရမယ့်အချိန်လဲနီးနေပြီမို့လို့လူတွေနဲ့ဝေးရမှာခဏသွားနေပြီးမှပြန်လာမယ်အမေသားကိုခွန့်လွတ်ပါနော်ဤခိုင်သည်လန့်အိတ်နေရာမှာလန့်နူးသွားပြီးရင်ဘတ်ကိုဖိလေသည် သူဤနားတဲ့ကုရီဆွဲနေသည့်ယောက်ျားလေးတယောက်၏အတန်ဖြစ်သည် မောင်ဩလေလားမောင်ဩစကားပြောပြီပေါ့ဤကိုင်းသည် ပြေကျနေသောသဖင်များကိုအနားနိုင်ထားသောဘီးချမ်းဖြင့်ကောက်ပွက်လိုက်ပြီးအိမ်ရာပေါ်မှထကအိမ်ရှိကန်းသို့ထွက်ခဲ့သည်မိမရှိတော်လည်းကဲလာတကားကိုဟာထား၍လာရောက်သည့်အိမ်ရှိကန်းထဲတိုးဝင်လျက်ရှိရာလင်းလင်းချင်းချင်းမြင်နေရသည်မောင်ဩသည်အိမ်နေကြခွေနေကြနေရာတွင်မရှိပါတော့ခါတိုင်းကဲသို့အစာရှာထွက်လေသလားဟု တွေးเสียဖြစ်တော်လည်း ထိုညမှစ၍ရပောင်းများစွာမောင်းအောင်ပြန်မလာခဲ့ပါချေ။ငါသားကြီးတော့တောထဲမှာအန္တရာယ်ကြုံရပြီလောက်ကွာ။လူတွေကိုကြောက်သွားတာလည်းဖြစ်နိုင်တယ်။ကျမလည်းစိတ်မကောင်းဘူးတော့ကျမကိုအိမ်မက်လာပေးသွားတော့ရင်ထဲမှာမကောင်းဘူး။ထွေးခိုင်လေးတို့လည်းမောင်းအောင်ကိုလွမ်းကြပါသေး။မနေ့ပြန်ထင်းတိုက်သွားဖို့လိုအပ်တာတွေစုထားပေးပြီအဖေ။ထူအောင်ကဖခင်ကို ပြောလိုက်သည်တွင်ဤခိုင်က ကျမလည်းဆန်နဲ့စားစရာ၆ချမ်းနဲ့တပတ်စာပြင်ဆင်ပေးထားတယ်။ဥလေးနီတို့နဲ့အတူတူသွားမယ်မို့လား။အေးလေမနဲ့၄ချက်တီးရနဲ့အိမ်ကထွက်မယ်။နေမပူခင် တော်ရရောက်မှနွားတွေလည်းတက်တာပဲလေ။နောက်တနေ့မနဲ့၄ချက်တီးတွင်ကိုတင်အောင်တို့သားဖ၃ယောက်ကလှဲတစီ။ဥနီတို့သားဖ၂ယောက်ကလှဲတစီ။ထုံးမြတ်နဲ့အောင်မြတ်တို့ညီအစ်ကိုကလှဲတစီ။စုစုပေါင်းလှဲသုံးစီသည်ရိတ်ခါကြောင့်များထဲထားသည့်နှီးတောင်းကြီးများကိုလှဲများပေါ်သို့တင်၍တမိုးစာထင်းတိုင်ရန်တောထဲသို့စတင်ထွက်ခွာကြပါသည် အိမ်၌ဒေါ်ဤခိုင်နှင့်ထွေးခိုင်တို့သာကြံရင်ခဲ့သည်တောသည်တဖြည်းဖြည်းနက်လာခဲ့သည်တယောင်ရင်ရှင်းနောက်မှရကြရအောင်အဲ့ဒီနားရှိုးထဲမှာလည်းခိုက်ရရွယ်တပင်းတွေတွေ့ထားတယ်ဟုတ်ကဲ့ရတာပေါ်ဦးလင်းနီကိုတယောင်တို့ဤလှဲများကိုတပင်းကြီးများအောက်တွင်ရထားလိုက်ကြသည်ကိုတယောင်သည်လည်းတောထဲရောက်တိုင်းမှာနေကြစကားများကိုသူ၏သားများထပ်မံမှာကြားလိုက်ပြန်သည်ထူးအောင်နဲ့ခင်အောင်တို့အဖေမသိပဲတောထဲမှာဘာမှမလုပ်နဲ့နော်တဘူတဘွားသွားကြည့်ရင်လည်းအပင်ကြီးတွေအောက်မသွားနဲ့ အကောင်တွေလည်းရှောက်မပြင်းနဲ့ပါလာတွေပဲစားကြရအောင်သူအောင်နဲ့ခင်အောင်တို့လည်းခေါင်းညှိနေကြတိုင်းညှိနေကြသည်ကဲဖီရိုထင်းရှားသွားမယ်သူအောင်နဲ့ခင်အောင်ကမီးမွေးပြီးထမင်းတဲထားရင်ရွှေကြူထားသူအောင်နဲ့ခင်အောင်မှာအားလုံးထဲတွင်အသက်အငယ်ဆုံးဖြစ်၍ထမင်းချက်ခိုင်းခဲ့ပြီးကြံလူအားလုံးကထင်းဆား၍အဆင်ပြေမိတပည့်ငယ်များကိုခုတ်ယူကြမည်ဖြစ်သည်အင်ရှင်မများထဲပေးလိုက်သည့်အကျော်တော်များဖြင့်စားကြရမည်ဖြစ်သည်သူအောင်တို့ညီကိုတဲ့အနားရှိတက္ကန်းကြောင့်များကိုကောက်ယူကြကား ခရရွယ်ကြောက်တုံးများရှာ၍ဖိုခနောက်ဆိုင်လိုက်ပြီးမိမွေးလိုက်ကြသည်ပါလာသည့်တတုအဖြစ်ဆံကိုထဲကဆံဆေးပြီးထမင်းတက်လိုက်သည်လက်များပေါ်တွင်တပတ်စာတောက်ရင်နှင့်ထမင်းချက်ရန်ရင်ရွေးကြိုရန်ရည်တို့ကိုဆင်းအုံးများဖြင့်တင်လာကြသည်ထမင်းတို့ကြက်ပြီးခင်အောင်၍မိကြံနှင့်ရင်ရွေးကြိုထားလိုက်မည်ပြီးရင်ဟိုနောက်တည်နောက်တော့ရအောင်အဖေကဘယ်မှမတော်ခိုင်းမှုမဟုတ်လားကွဝေးကြီးမသွားပါဘူးကွာဒီတော့မှအနေမရှိပါဘူးကွာကြည်ပါလားငှက်လေးတွေတစားစားအော်မိနေကြတာထူးအောင်ပြောတာလည်းဟုတ်သလိုပါပဲ ခလိုင်းနေများတို့ကတောဤတခြားဘက်သို့ထင်းတိုက်သွားခဲ့ကြပြီးထိုဘက်တွင်ထင်းများရှားလာ၍ယခုနေရာသို့လာခဲ့ကြခြင်းဖြစ်သည်ငါလောက်လေးယူလာတယ်ကွထူအောင်ကလွယ်ထဲမှလောက်လေးကွကိုထုတ်ယူပြလိုက်ပါသည်ထူအောင်သည်လေးကွပြည့်ရတယ်အလွန်လက်တက်သူပဲဖြစ်သည်မင်းကတော့လုပ်ပြီးအဖေသိရင်ကြိုက်မှာမဟုတ်ဘူးဒီလောက်ကိုတော့အဖေမပြောပါဘူးကွာရွာမှာလည်းလုံနေကြပဲလာတော့ကြမယ်ထူအောင်နဲ့ချေအောင်တို့လည်းထမင်းအိုးကြီးကိုလှဲတစည်းပေါ်သို့တင်၍ဖုံးမိထားခဲ့ကြကငှက်ပြစ်ထွက်ခဲ့သည် တရားတို့မှာနေမွတ်တဲ့ချိန်မှာဓမင်းပြန်စားကြမိဖြစ်ရာထူအောင်တို့အတွက်အချိန်လုံးလုံးစွာရပါသည်ဟေးခေါင်ကြီးဟိုသစ်ပင်ထက်မှာငှက်တွေအုပ်လိုက်ပဲကွာငါပြစ်လို့ကြတာရင်မင်းကောက်ဖို့ပြင်လာတော့အေးပါကွာလောက်စလုံးတလုံးငှက်တကောင်ပါပဲတိုးတော့ငှက်များမှာနှစ်ကောင်ထိပြုတ်ကြပြီးနောက်သတိထားမိကြကထပြန်သွားကြရဲ့ခေါင်လည်းငှက်တကောင်ကိုပြေးကောက်လိုက်ပါသည်နဲတဲ့ကောင်ကြီးတွေမဟုတ်ဘူးကွာဘာငှက်မှန်းလည်းမသိဘူး အတောင်လေးတွေလှနေတာထူအောင်လို့လည်းငှက်များကိုလွယ်ရည်သေးသို့ထိုးထည့်ရေးဆက်သွားကြရာဟာထူအောင်ရဲ့ဒီမှာဥကြီးတွေကငှက်ဥတွေဖြစ်မယ်ငွေဥတွေဖြစ်နေုံမဲ့ပြန်ချထားလိုက်ခင်အောင်ခင်အောင်စီလည်းကင်ထားမိသောဥကြီးတလုံးကိုပြန်ချလိုက်ပြီးမှဒီလုံးလေးကပိုကြီးပြီးပိုလာနေရောကချထားလိုက်ပါကွာဥတွေကစိမ့်ဖက်ဖက်ဖြစ်နေတာမတွေ့ဘူးလားငှက်ဥမဟုတ်ဘူးကွာပြီးတော့ငှက်ဥကဒီလိုနေရာမှာဥလေးမရှိဘူးခင်အောင်ဒီလေဥလေးကိုပုတ်တက်လိုက်ပြီးမှပြန်ချထားလိုက်သည် ထို့နောက်ထူအောင်နေခင်အောင်တို့သည်စကန်း600သို့ပြန်လာခဲ့ကြပြီးရလာသောငှက်နှကောင်ကိုအမွေးနှုတ်တန့်စင်၍စားနှင်းနှင်းများလူကမိဖို့ပေါ်တန်တေချာသောกินနေသည်ဟာမွေးနေတာပဲဟေးငါသားတွေဘာလို့ထားကြပြန်ပြီလဲဟုတ်တယ်ဟေးထူအောင်တို့လက်စွပ်ပြပြန်ပြီထင်တယ်ကိုတင်အောင်တို့ထင်းရှားသူများ ပြန်ရောက်လာကြပြီးထမင်းစားကြလေသည်ထူအောင်ကအဖေကြီးဟိုဘက်နားလေးမှာခင်အောင်ရဲ့ဦးကြီးတွေတွေ့တော့ယူလာမယ်လုံနေသေးတယ်သားကမွေးဦးတွေဖြစ်မယ်ဆိုပြီးတားလိုက်မှပြန်ချထားခဲ့တာ ဘာရဲ့ကန်ကြီးလိုက်သေးလားဟုတ်တယ်ဖေငါပြန်ထားခဲ့တာပဲကွကိုတရောင်ဒီလဲမျက်စိမျက်နှာဖြင့်ဥနီကိုကြည့်နေရဥနီကဒုက္ခတော့ဖြစ်ပြီထင်တယ်တရောင်မင်းတို့ယူမလာတာသိကြတယ်နော်တကယ်ယူမလာပါဘူးဖေဒါပေမဲ့ကန်ကြီးခဲ့သေးတယ်ဆိုတော့ဥနီဒီချိန်ဆတွင်းနေပါသည်သူကငါထက်မှန်ရေးဒီကောင်ကဥကိုပို့တတ်နေသေးတာဖေဟင်ဒါဆိုရင်တော့စိတ်ချပြီးနေလို့မရတော့ဘူးတရောင်တော်ကြအလုံးဒုက္ခဖြစ်ကုန်မယ်ဥနီစကားကြောင့် ကိုတရောင်ဒီလဲစိတ်ပူပန်စိုးရိမ်မိသွားပါသည်အပိုင်းလေးကိုဆက်လက်ဖတ်သွားမှာဖြစ်ပါတယ်ရှင်ညသည်တိတ်ဆိတ်ရမှာတောတိုးစံလို့လို့ရှော့တိုက်တယ်လို့လို့အတန်များကြားကြရပြီးပြန်လဲတိတ်ဆိတ်သွားပြန်သည်ဦးနီနေကိုတရောင်တို့သည်လှဲများနှင့်ခက်ခွန်ခွာ၌မိဘုံကြီးများပူရားကြသည် ထို့ကြောင့်ပဝင်းကျင်အနီးတစ်ပိုက်ကိုမီးရောင်ဖြင့်မြင်နေကြရသည်ကိုတရောင်တို့မှမီးဖို့ကြီးများ၏အလယ်၌နေရာယူထားကြပြီးထူးအောင်နှင့်ခင်အောင်တို့ကိုသူတို့အားလုံး၏အလယ်၌နေစေပါသည်သူတို့၏နဘေးတွင်ဓာရှင်များကိုအစဉ်သိမ့်ချထားကြသည်ဒေါ်တိုးဆန်ကြတယ်နော်အားလုံးသတိနဲ့နေကြအိမ်မငိုက်နဲ့နော်ဦးနီးသတိပေးဆန်ကြောင့်အနီး၌ချထားသောဓာရှင်များကိုကောက်ကင်ထားလိုက်ကြသည်တိုးတော်လဲတိုးတိုးဆန်တက်တဲ့သည်ပြန်လဲတိတ်ဆိတ်သွားပါသည် ။ဥနေနှင့်ကိုတရောင်သည်အမှောင်ပပတ်လေသို့မပြတ်တမ်းကြီးလျက်ရှိသည်။ကိုတရောင်ဘဲဘက်တော်ထဲမှာမျက်လုံးနေနေတစုံပြကျိုးလို့ရှိအောင်ကြည့်နေတယ်။ကိုတရောင်သည်လည်းဥနီပြောရသို့ကြည့်လိုက်ရာဟုတ်နေပါသည်။နီရဲနေသောမျက်လုံးဖြစ်နိုင်သည့်အရာနှစ်ခုသည် လူကြီးခါတဝက်အမြင့်မှာရှိနေသည်။ဟင်းမျိုးကြီးဖြစ်နိုင်တယ်ဗျ။ခါတိုင်းဒီတော့မှမရှိပါဘူး။ပြောလို့တော့မရဘူးပေါ့ဗျာ။ဘကိုးရိုးမနဲ့လည်းဆက်ဆက်နေတော့တော်ပြောင်းလာတာဖြစ်နေတာပဲ။ အင်းဒါဆိုရင်တော့ပြဿနာပဲကလေးတွေလည်းအနေရရှိနေပြီစိတ်မပူပါနဲ့ဗျာမိဖို့တွေကသာဒီထက်ပိုပြီးမိတဲ့ထားကြဒီကောင်တွေကြောက်တာမိပဲဗျာဥနီစကားကြောင့်ကိုတင်အောင်ဒီလဲညနေကလေးကရှောက်ဖွေပြီးအနီးနိုင်စုပုံထားသောတက္ကိုင်းကြောင့်များကိုမိဖို့များတဲ့သို့ထပ်ထပ်လိုက်ပါသည်မိသူများလည်းမအိတ်ကြသေးပါထုံးမြက်ကအိတ်ချင်ပြောင်းလက်ဖက်ထုတ်ထား၍ညနေကကြံသော ထမင်းနှင့်စားသည့်သူကစားကလက်ဖက်ကြီးပဲစားသည့်သူကလည်းစားပါသည် ြည်နေတော့မဲကွာဟောဟောဝုံးကနေတဲ့နှင့်မျိုးလုံးညီသည်ယုတ်တရက်ပြောက်ွယ်သွားပြီးကြာဟင်းတဲ့နှင့်လုံထွေးတပ်ပုတ်သည်များဆူညံစွာထွက်ပေါ်လာပါသည်ဒုက္ခပါပဲကွာမြေကြီးတွေတောင်တုံနေအားလုံးလည်းမတ်တရက်ကြကမိတို့တစ်ဖက်ဓာရှိတစ်ဖက်ကင်ဆောင်ကြ၍အသက်နေသားဖြင့်ရှေ့သို့မိထိုး၍ကြည့်ကြနေသည်ဟာကြားနဲ့မွေတိုက်ပွဲကွာဟုတ်ပါသည်ကြီးမောလုံးလာသောမွေကြီးသည်ကြားကြီးကိုရစ်ပတ်ထားလေရာ ကြားကြီးမှလည်းသူဤအသက်ဘေးအတွက်ခုံလိုက်ပေါက်လိုက်မြေပေါ်လှဲချပြီးလူလိုက်လုခါမွေကြီးဤကြံရှိနေသေးသော နေရာများကိုမိသလောက်ကြိုက်လေသည်သို့သောမွေကြီးမှလုံးပတ်ကြီးမလွန်ပြီးညှက်အားလဲကောင်းပုံရလျာကြားကြီးမှတဖြည်းဖြည်းအပြော့ကငြိမ်ကြသွားပါသည်ထူးဆန်းတယ်ကွာမွေတွေကလည်းသူတို့ကိုရံမပြူရင်ဘလို့ရံသူကိုပဲဖြစ်ဖြစ်ရှောင်သွားတတ်ကြတာပါပြီးတော့အခုစပယ်ကြီးမွေလိုမျိုးတွေကသူတို့ရဲ့အစာဖြစ် တော်ယုံနဲ့ကြားကိုမရွေးချက်တတ်ကြပါဘူး။ဥနီပြောဒီမှာလဲဟုတ်နေသဖြင့်ကိုတျောင်တို့လည်းခေါင်းငိတ်ကြသည်။ဟာအဖေကိုကြီးဩမဟုတ်လားဗျကိုကြီးဩပဲသိကြရတဲ့ဖေး။ခင်အောင်ဤအော်စံကြောင့်ကိုတျောင်တို့လည်းသိချာကြည့်လိုက်ကြသည်။ဟုတ်ပါသည်။ငယ်ငယ်ကလေးကမွေးခဲ့သည်မို့မောင်ဩဤအရင်များအကွက်များသည်မမှတ်မိစရာမရှိပါသေး။သူအချိန်တိုင်းမောင်းဩသည်ကြားကြီးကိုတဖြည်းဖြည်းဖြေလျှော့လိုက်ပြီးကိုတျောင်တို့ကိုကြည်လာပါသည် ထူအောင်သည်ဝမ်းသာဝမ်းနည်းသည်ဖြင့်ကိုကြီးရောရေကျုပ်တို့ကိုကြားရန်ဟာကယ်လိုက်တာပေါ့ဒီကောင်ကြီးကကျုပ်တို့ကိုချောင်းနေတာဗျတားကြီးဘယ်လိုသွားနေတာလဲအိမ်ပြန်လာပါအောင်ကွာမင်းမေမျော်လာပြီကွာမောင်ဩသည်နားလေတဲ့အောင်ကြီးကအမောင်တဲသို့တဖြည်းဖြည်းဝင်သွားပါသည်တားကြီးကကျွန်တော်တို့ကိုလာခဲ့တာပဲဦးလေးနီဟုတ်တယ်ကိုထင်အောင်မောင်ဩရောက်မလာရင်ဒီညအတွက်မလွယ်တော့ဘူးဒီကောင်ကြီးကချောင်းနေတာကိုကြီးရောလည်းထိခိုက်သွားနိုင်မယ်အဖေသနာပါတယ် ထူးအောင်ဤစကားကိုကိုတင်အောင်ကခေါင်းညိတ်ကစဉ်းစားလိုက်ပြီးမနေ့ကမှလိုက်ရှာပြီးအိမ်ပြန်ခေါ်သွားကြမယ်လေစိတ်ကုပေးလို့ရအောင်ထိုအခါမှထူးအောင်နဲ့ခင်အောင်တို့လည်းစိတ်ချမ်းသာကြတော့သည်ကဲအိတ်ကြမယ်တလဲစီအိတ်ကြတော့ပေါ့နုံနုံကြကြလည်းအိတ်ကြသူနဲ့မိုးလင်းလေသောထင်းရှားခြင်းစိတ်လည်းမရှိကြတော့ရေကိုတရောင်တို့သားဖသည်တော်တဲ့၌မောင်အိုးကိုလိုက်ရှာကြသည်ဥနီတို့သားဖနှင့်ထွန်းမြတ်တို့ညီကိုကတော့ပစ္စည်းများကို သိမ်းကြကာရသမျှထင်းများကိုလှဲများပေါ်သို့တင်ကြလေသည် ထို့နောက်ညကမောအောလက်ချက်နှင့်သွားလေသောကြာကြီးကိုတကောက်ဝေးကြောများဖြတ်ကလှဲပေါ်တင်လိုက်ကြသည်။ကြားတရေကြားဆွယ်များရောင်းနေငွေများစွာရသည်။တခါတခါမြို့မှကုန်တယ်များရောက်လာတတ်ပါသည်။မောအောရေတာကြီးအကိုအောရေထွက်လာပါဦး။ကိုတရောင်တို့သားဖသည်မောအောဤအမိကိုခေါ်ကလိုက်ရှာကြနေသည်။တော်ရဲနာအမိမခေါ်ကောင်းတော့လဲမောင်ဩဒီလဲလူမဟုတ်ရေခေါ်ကြည့်ကြသည်အဖေဟိုဘက်နာချုံကြီးလှုပ်သွားသလိုပဲဗျာ ဟင်းဘယ်မှလဲတော့အရင်မတော်နဲ့အေးလေဒါတော့တယ်ကွသူအောင်ပြောသည့်နေရာရှိခြုံကြီးရှိရသောကိုတရောင်တို့သည်သတိနှင့်သွားကြလေသည်မင်းတို့ဒီမှနေကြကြအဖေသွားလိုက်မယ်ကိုတရောင်သည်လည်းခြုံပုတ်နှင့်ငါးလံခန့်အကွာသို့ရောက်တော့ရက်လိုက်ပြီးအကဲခန့်ကြည့်လေသောခြုံပုတ်ကြား၌ခွေနေသော မောင်အိုးကိုတွေ့သည်မောင်အိုးပဲကွကိုယ်တောင်လဲအတန်ပေးကမောင်အိုးကိုပုတ်တက်လေတော့မောင်အိုးသည်မှတ်မိဟန်ဖြင့်ငြိမ်သက်စွာနေလေသည် မောင်ဝိခနာကိုနေရာအချို့၌ကြားကောင်ဤကြိုက်ဆွဲချစ်ကုတ်သွားမှုကြောင့်သွေးစားသွေးနာများနှင့်ပဲ့ကြနေသည်အိမ်ခေါ်သွားမရမယ်ကွာဆေးထည့်ပေးရမယ်မွေဆိုတော့အကွက်သစ်တွေပြန်ပေါ်မှာပါဒါပေမဲ့ငါသားကြီးနာကျင်နေမှာဆိုးရတယ်တော့ကြာရင်ကောင်းနေနောက်လို့လောက်တွင်အရန်ခံစားရမှာသူနှင့်ကိုတင်အောင်တို့သားဖလည်းမောင်အော့ကိုဝိုင်းပွေ့ကြပြီးသူတို့ဤလှဲပေါ်သို့တင်းကရွာသို့ပြန်ခေါ်လာကြပါသည်ဤခံရေးငါတော့ဒေါသထွက်နေတော့ကွာဘာဖြစ်လို့လဲတော့ ရွာထဲ၌ဝက်ပေါ်သောမိသားစုအတွက်တွယ်သားကြီးအော်ရက်သားအတွက်တွယ်ဆွဲလာသောကိုတင်အောင်မှာဒေါသထွက်နေပါသည်ဟာဟိုကောင်ကျင်ခဲရဲ့ဝက်ချံမှာဝက်ပေါက်ငယ်တကောင်ညာလုံးကပျောက်သွားလို့တဲ့ငါတို့သားကြီးကိုရိုးစွန်းနေတယ်ငါလည်းပြောပြခဲ့လိုက်တယ်ငါတို့သားကြီးကဒဏ်ရာရနေလို့တညာလုံးဘယ်မှမသွားပဲခွေနေတာလို့တော့ခွေတွေဝင်ဆွဲလာတယ်ဖြစ်နေတာပဲလေသူ့ဝက်ချံကတေချာလုံထားတာမှမဟုတ်တော့ဤခိုင်သည်လဲစိတ်မကောင်းဖြစ်ရသည် ရွာမှလူများသည်မောင်အိုးအရွယ်ရောက်လာသည်နှင့်အမျှမောင်အိုးအပေါ်သဘောထားပြောင်းလာကြသည်သူတို့၏အိမ်မွေးတိရစ္ဆာန်များပျောက်ခဲ့လျင်မောင်အိုးကိုရိုးစစ်ခြင်းကြသည်သို့သောရွာသည် တောဆက်နှင့်မဝေးလာသဖြင့်ညဘက်တွင် သားရဲတချို့ဝင်တက်သည်မှာရခင်ကလေးကဖြစ်သည်ချက်ချံများဆိုလျင်မကြာခဏလိုပဲမွေးဝင်တက်သည်ကျုပ်တို့သားကြီးကလူနေအိမ်ချမ်းနေမှာအစာမရှာတတ်ပါဘူးတော့သူ့သဘာဝအရအစာရှာရရင်တော့တောဆက်ဘက်ကိုသွားလိမ့်ရှိတော့သူတို့သိနေတာပဲ။ အခုလည်းသားကြီးမှဒညာရထားပြီးအဆမရှာနိုင်လို့ကျုပ်တို့ကျွေးသမီးကိုသာစားနေရရှာတာပါတော့။ဤခိုင်ကစိတ်မကောင်းစွာပြောလိုက်ပါသည်။ကိုတယောင်သည်လည်းသူတို့ဤနွားချန်ထဲမှနနဆုံဆုံညှစ်ထားသောနွားနုံများကိုဇလုံးကြီးတစ်ခုတည်းသို့ထည့်၍မောင်ဩတောက်ရန်ချထားပေးလိုက်သည်။မောင်ဩသည်တနေ့ကိုနွားနို၃ပိတ်သာတော့တော့အသာလေးတောက်နိုင်သည်။ထို့နောက်ကိုတယောင်သည် မောင်ဩအတွက်ဝသားတစ်တွဲကိုချပေးထားလိုက်ပြန်ပါသည်။သားကြီးပန်းတကူသားသာ စားပါကွာ။ကုလိုအသားမျိုးပေါ့။ ငါသားတို့သဘာဝကိုကအစာရှာထွက်တတ်တာဟုတ်ပေမဲ့အကုသူတွေများပါတယ်ကွာတာကြီးကမွေးပေမဲ့လူမိခင်ဝမ်းမိုက်မှာတန်နေတဲ့ပြီးမွေးကြတာဆိုတော့လူလူတစ်ဘက်လောက်တော့တိမယ်ဆိုရင်အဖေပြောတာနားထောင်ပါကွာနော်ဒီရွာသားတွေကတန်နေရကြီးထွားလာကြရင်အဖေသားကြီးတို့စိတ်ပူရောက်လို့ပါကွာကိုတရောင်ဒီမောင်အိုးကိုပွေဖက်ရင်ပြောနေလေရမောင်အိုးဒီနားလည်းပုံပြေငြိမ့်နေပါသေးမောင်အိုးကြီးပျက်စီးသွားလေတော့တရေခွန်များဒီတဖြည်းဖြည်းပြန်လည်ပြေးလာပါသေး မောင်ဝမှာအစိမ်းဟင်းရောင်နဲ့နီရိုရောင်ရောင်များပေါင်းစပ်ထားသောစပယ်မွေးစပယ်ကြီးမွေးကြီးဖြစ်လျာလွန်စွာလှပပါလေသည်ကမာကေးရွာသို့ရောက်လာကြသောတရိษံ၏အင်္ဂါစိတ်ပိုင်းများဝယ်သည့်ကုံတွေများသည်မောင်ဝကိုမြင်လျင်တံပိုးများစွာပေးဝယ်ကြပါသည် ထိုခါတိုင်းကိုတင်အောင်နှင့်ဤခိုင်တို့မှတူတူခေါခေါညင်းပစ်ကြသည်အထူးသဖြင့်မောင်ဝသည်ဤခိုင်၏ဝမ်းမှ မွေးဖွားခဲ့သည်ကိုမယုံနိုင်စွာဖြစ်ကြရပြီးပိုမိုလိုချင်ကြပြန်သည် မောင်ဝသည်လည်းပြန်လည်ကျမ်းမာလာပါသည် ဟဲ့တင်အောင်နဲ့ဤခိုင်တကြီးအိမ်ကိုလာခဲ့ဖို့တကြီးကအခေါ်လွှတ်လိုက်တယ်။တကြီးလက်တော့အောင်မြင့်မှလာခေါ်သဖြင့်ဟေးဘာကိစ္စလဲကွာ။အေးပါလာခဲ့ပါမယ်။ကိုတင်အောင်နဲ့ဤခိုင်တို့လည်းတကြီးအိမ်ကိုသွားလိုက်ကြပါလိမ့်။တကြီးအိမ်ဝိုင်းထဲနဲ့လူတော်တော်များများရောက်နေကြသည်။တကြီးကသူ့ထိုင်လေးရှိသည့်ကလထိုင်ကြီးတွင်မိမ့်မိန်ကြီးထိုင်နေပါသည်။တကြီးသည်သူ့ဤအိမ်ဝိုင်းအောက်တွင်ပဲဇပွဲကလထိုင်များခြားထားခြင်းဖြစ်ပြီးတကြီးတယောက်သာထိုင်နေလျက် ချန်သူအလုံးမှာမတ်တရရလဲသာရှိနေကြသည်တကြည်ကျုတို့ကိုခေါ်ရဆိုလို့အေးဟုတ်တယ်တင်အောင်မင်းတို့လင်များနဲ့ဆွေးနွေးမှရတော့မယ်ကွကိုတင်အောင်လဲဤခိုင်ကိုကြည့်လိုက်ပါသည်ဤခိုင်မှာလဲမျက်နှာမကောင်းစွာကိုတင်အောင်ကိုကြည့်လိုက်ပြီးတကြည်ကိုတဖန်ကြည့်လိုက်ပြန်ပါသည်ပြောပါတကြည်อืมပြောရရင်တော့မင်းတို့အိမ်မှာမွေးထားတဲ့မွေးဟာတာမန်မကတဲ့အရွယ်ရောက်နေပြီဆိုတော့လူစွာနဲ့မအပ်သက်တော့ဘူးလေ ရွာသားတွေကလည်းဒီရွာကအိမ်မွေးတိရစ္ဆာန်တွေအပြင်လူတွေအတွက်ပါစိုးရိမ်လာကြရပြီအဲ့ဒီတော့မင်းတို့ရဲ့မွေးကိုရွာထဲအဝင်မခံချင်ကြတော့ဘူးလေဟုတ်ပါတယ်ဟုတ်ပါတယ်ဒီမွေးကိုရွာပြင်တော်လဲသွားလို့ပါရွာထဲဝင်လာရင်ကျုပ်တို့အဆိုးမဆိုးနဲ့တော့ခုတော်ကြောက်ရင်အကြက်တွေပြောင်းနေတာဗျတယောက်တစ်ပေါက်တန်များညှန်းစုနေပါသေးတယ်